စပိုးဆောင်နှက်ကို ပူဇော်ပသသည့်ညတော်ကပရင်ပေါက်တွင်ကတ်ထားသောဆက်ကူများကို လေးသည်နှင်းပွင့်တွင်ဖြင့်ကျဲပတ်နေ၏လမ်းပေါ်တွင် လူသူဟု၍တယောက်မှမရှိ လေထဲတွင်ရိမ့်လုံနေသည့်ရိုးတံကျိုးကျဲဖြစ်နေသောမိုးမခပဲများသည်ဖြူပြသောနှင်းပြင်ကြီးပေါ်တွင်အရိပ်ကြည့်နေကြသည့်နယ်ရှိသည်လီဆောင်သည်ခေါင်းကိုငုတ်ကား မြို့မရွာဘက်သို့ပြန်လာခဲ့သည်အလောက်ရှာခဲ့သည်မှာတလကြကြောပင်ရှိလေပြီလမ်းတွင် သူ့မကြီးမုံဆိုးမသူ့တူမငယ်နဲ့သူ့တူငယ်နှစ်ယောက်တို့ကိုပြေး၍တရရသည် သူတို့အားလုံးသည်သူ့အပေါ်တွင်မိခိုနေရသူများဖြစ်သည်အလောက်ကိုင်းရှာမရသည်ကို သူစိတ်မပြတ်သူငတ်မြီကို သူမကြောက်သူ့ရာတွင်သူ့တူကလေးနဲ့တူမကလေးတွေ ်ဆာလောင်၍ငိုကြမည်ဆိုလျင်သူ့မကြီးကသူ့ွယ်ရာတွင်မျက်ရည်တုပ်ပြီဆိုလျင်သူစိတ်မကောင်းမကြမည်ဆိုနှစ်သက်ကူတော်မည်နှစ်သက်ကူပွဲတော်အတွက်ပြင်ဆင်သူတို့ကပြင်ဆင်နေကြပြီသူ့ရာတွင်တွားလေသူ သူ့အကိုဤကလေးများမှမူပါများပျော်စရာ ရှိပါသည်နိလီဆောင်ဤမျက်လုံးများသည်ခဏမျ ပြောင်းဝေသွားကြသည်စာလုံး၍ဖြစ်မီထင်လီဆောင်သည်နှင်းကဲပြင်ပေါ်သို့လဲကြမည်ဖြူသည်ဖြင့်အနည်းရှိတစ်ပင်တစ်ပင်ကိုလှမ်းကင်ထားလိုက်ရ၏ခရီးနားပြီးသည်နှင့်လီဆောင်သည်ဆက်၍လျှောက်လာခဲ့သည်အိမ်သို့ပြန်ရောက်သည့်အခါ၌မကြီးနှင့်ကလေးတစ်တိုက်သည်သူ့ကိုတမျောမျောဖြစ်နေကြလေပြီကလေးတစ်တိုက်သည် သူ့စီသို့ခုံပေါက်၍ပြေးလာကြသည်အစာကိုကိုက်ချီ၍တိုက်မြုံသို့ပြန်လာသည်ပြန်လွားငှက်အမေကြီးထံနှက်ကလေးတွေဝိုင်းအောင်နေတကယ်သူရှိမည်သူတို့ဘတွေအဝတ်ပေါ်တွင်တိမ်နေသောနှင်းပွင့်များကို သူ့ထက်ငါခါပေးကြသည်သူ့မရေးသည်သူ့ကိုအလောက်ရမရမေးမြေပြု၏သူ့ရာတွင်သူ့မျက်နာကိုမြင်လိုက်သည်နှင့်မမေးတော့ပေ မင်းစားခဲ့ပြီးပြီလားဟုမရီးလုံသူကမေးသည်ကလေးသုံးယောက်ကသူ့အဖြေကို မျော်လင့်ကြီးစွာစောင့်စားနေသည်ကို မြင်သည့်အခါတွင် လီဆောင်သည် စားခဲ့ပြီးပြီဟု ပြောသည်ကလေးများသည်မိဖို့စီတို့ထပြေးက သူ့အတွက်ခြံထားသည့်စံပြုတ်ကိုယူတော့နေကြသည်တယောက်တစ်လက်စီကြောင်ကလေးများလိုစံပြုတ်တောက်နေကြခြင်းဖြစ်၏ ခဏကြာလျှင်သူ့အတွက်ခြံထားသည့်စံပြုတ်လည်းကုန်သွားလေပြီ။လီဆောင်သည် သူ့အခန်းထဲသို့ဝင်လာခဲ့ကဂရင်ပေါ်သို့လှဲလိုက်ပြီးလျှင်အိပ်ပျော်သွား၏။နောက်တနေ့မနက်အိမ်ယာမနိုးသည့်အခါကောင်းကင်မှကြည်လင်လျက်ရှိသည်။အရှိဘက်ရေခဲတောင်များပေါ်တွင်နေဝန်းနေနေကြီးတက်လာသည်ကိုမြင်ရ၏။တောင်ကြီးတွင် ်မြို့သို့ထင်းသွားရောင်းသည့်လာဝန်တင်တန်းကြီးသည်တရွေ့ရွေ့သွားနေသည်ကိုတွေ့ရ၏လာများထံကခြူတံများကိုတက်တက်ကြားရ၏မိဖို့အတွက်ထင်းနေနေသာကြံပြီးစံပြုတ်ပြုတ်ရန်အတွက်စံနေနေသာရှိသည်ကို မြင်သည့်အခါတွင်လီဆောင်သည်ကျမ်းပြင်ပေါ်တွင်ခဏကြာခောက်တုတ်ခောက်ပြန်ရှောက်နေပြီးနောက်အိမ်မှထွက်သွားသည် လီဆောင်သည်နေ့လယ်စာစားချိန်ရောက်မှ အိမ်သို့ပြန်ရောက်လာ၏သူမျက်နာကတုံမုံလျက်အယူတယောက်လိုအခန်းထဲတွင်ရှောက်နေသည်မိသူကားမြအမေးအမြန်းမထူရဲကြနောက်ဆုံးတွင် လီဆောင်သည် သူ့အိမ်ရာပေါ်တွင် တစောင်းလှဲနေ၏အိပ်ပျော်သွားသည်ဟုထင်ရ၏မိထွန်းချိန်သို့ရောက်တော့လီဆောင်အိမ်ရာမှထား၏ထို့နောက် စကားတခွန်းမှမပြောပဲအရင်နောက်တောင်ဝင်းတောင်တွင်ရှိသောပြက်စင်းနေသည့်ဘူးစင်တစ်ခုမှဝရင်တုပ်တစ်ချောင်းကိုဆွဲယူလာခဲ့သည်ခတ်ဝဲဝဲမရောက်မီတွင်လီဆောင်သည်ရက်လိုက်ခေါင်းငိုက်ဆိုက်ချ၍စဉ်းစားသည်ထို့နောက်ပြန်လှည့်ကာစိတ်ပြက်လက်ပြက်ဖြင့်အိမ်သို့ပြန်လာခဲ့၏ဝင်းဝါသို့ရောက်လျင် ်စက်ကိုကတ်ထားသည့်မှန်ပြရင်ပေါ်တွင်ပေါ်နေသည့်အိမ်သူအိမ်သားတို့၏အရေးများကို သူမြင်၏သူမရည်သည်ကလေးငယ်တို့၏ခေါင်းကို လက်တစ်ဖက်ဖြင့်ပုတ်ပေးရင်ကြံလက်တစ်ဖက်ဖြင့်မျက်ရည်များကို တုပ်လျက်ရှိသည် လီဆောင်သည် သူတို့ကိုမကြည့်ရက်မျက်နှာချင်းမဆိုင်ရက်ထို့ကြောင့်သူပြန်လာခဲ့ပြန်သည်လက်ထဲ၌ ဒုတ်ကိုကင်ကာလမ်းမသို့လာခဲ့ပြီးတကြားတစ်ခုအောက်တွင်ပုံနေသည်နောက်တနေ့ညတွင်မူလီဆောင်သည် ထောင်ထဲသို့ရောက်နေလေပြီစင်းကြံတွင်ထွန်ထားသည့်မီးရောင်နေနေကြောင်းသူ့အခန်းထဲတွင် အချုပ်ခံတန်တိုင်ရိတ်များသည်ထူးထူးပိမ့်ပိမ့်ကြီးလာထင်နေ၏အကျဉ်းခံနေ၌အခြားသောအကျဉ်းသားများသည်လက်ဆက်ကြီးတွင်ဟကား ဝါထိန်သောသွားများကို ဖော်လျက်ပုံစံအမျိုးမျိုးဖြင့်အိပ်ပျော်လျက်ရှိကြ၏မနေ့ကနေ့လယ်နှင့်ညတွင် သူတွေ့ကြရသော အဖြစ်ပြက်တို့သည် သူစိတ်แท้တွင် အိမ်မက်တစ်ခုနှင့်တူနေသည်တင်းချိုင်းကူကြီးတစ်ခုနှင့် တူသောအချင်းတောင် အခန်းထဲသို့ရောက်သည့်အခါမှပင်လီဆောင်သည် သူလောက်ခဲ့သည်တို့ကိုကြည်ကြည်လင်လင်တွေးနိုင်တော်သည် ထမဆုံးကတားပေါ်သို့ရောက်လာသူမှာအဖိုးအိုတယောက်ဖြစ်၏လီဆောင်သည်တပြင်းတစ်ချက်ချကအဖိုးအိုကိုအသာလွတ်ပေးလိုက်သည် နောက်တစ်ယောက်မှာအရွယ်ကောင်း လူတယောက်ဖြစ်၏လီဆောင်သည်ထိုလူကိုခုံအုပ်လိုက်ကပါလာသည့်ပတ်စံကိုလူသည်တို့ရတွင်ရပောင်းများစွာ အစာမစားခဲ့ရသဖြင့် အာအိမ်ကုန်ခန်းစာပြုတ်နေလေပြီသူတို့နှစ်ယောက်လုံးထွေးတပ်ပုတ်နေကြစဉ်လီဆောင်သည်မူးမေ့လဲကျသွားခဲ့၏တရိပ်ပြန်ရသည့်အခါ၌ကမြို့ကရုံးခန်းထဲသို့ရောက်နေသည်ကိုတွေ့ရသည်တရားသူကြီးကသူ့ကိုတင်းမာသောမျက်နှာထားဖြင့်မေးခွန်းတွေမေးပြီးနောက်ထောင်တန်း၅နှစ်ချလိုက်သည်၅နှစ်ဆိုပါတကား ငါးနှစ်အတွင်းတွင် သူ့မကြီးသူ့တူမနဲ့တူလေးနှစ်ယောက်တို့သည် ညီတို့ရှိကြမည်နီလွန်ခဲ့သည့်သုံးနှစ်သူ့ကိုဆုံးကနေရှုခင်းကို မနေ့တနေ့ကအဖြစ်ပြက်တစ်ခုလိုသတိရနေသေးသည်သူ့ကိုသည်အဲ့ရပေါ်တွင်လှဲနေရင်းကစနီးတဲ့တားနှစ်ယောက်နဲ့သမီးတို့ကိုမျက်ရည်ဖုံးသောမျက်လုံးများဖြင့်ကြည့်နေသည် အကူသည် ရေခဲလိုအေးဆက်နေသောလက်ဖြင့်လီဆောင်ဤလက်ကိုကင်ထား၏စကားတော့ကောင်းကောင်းမပြောနိုင် လီဆောင်နားလေသည်တေကန်ဤတွင် အကိုသည် သူစင်းဤနှင့်သားသမီးများကိုလက်ညှိုးထိုးပြသွားသည်ထိုအကြောင်းများကို ပြန်စင်စားရင်မျက်ရည်တွင်စီးကြလာသည်မျက်ရည်များသည် သူ့ကောင်းအောက်ကအေးဆက်သောကြောက်တုံးပြင်ပေါ်သို့စီးဆင်းသွားကြသည် ထုနောက်လီဆောင်သည်အိမ်မက်လိုလိုမိတ်ကနေဖြစ်သွား၏သူတို့အကျဉ်းကားနယံတောင်တွင်အပေါက်တပေါက်ကိုလှမ်းမြင်လိုက်ရသည်ဟုထင်၏ထိုအပေါက်ကလေးမှရှို့ထွက်လာခဲ့၏ယခုဆိုလျင်သူသည်ထောင်ပြင်သို့ရောက်ခဲ့လေပြီသူသည်အိမ်သို့တန်း၍ပြေးလာခဲ့၏တကားဝသို့ရောက်လျင်ရက်၍ ထဲမှအတံပလံတို့ကိုနားထောင်ကြည့်၏ဘာတမ်းမှမကြရအိမ်ထဲသို့ဝင်လာသည့်အခါတွင် အသက်မရှိတော့တကယ်သို့ကျမ်းပြင်ပေါ်၌ဆန့်ဆန့်ကြီးလဲနေသော သူ့မကြီးကိုတွေ့ရ၏ကလေးများမှလည်းသူ့ကိုယ်ပေါ်တွင်တရိမေ့မျောပြီးလဲနေကြသည်ကိုတွေ့ရ၏ငိုရလွန်သဖြင့်မေ့မျောသွားကြခြင်းဖြစ်ပုံရသည် ြီးဆုံးသည်ဒုတဖက်ထောက်၍ထိုင်ကာကလေးတို့ကိုထူမပေးလိုက်သည်သူ့ကိုမြင်သည့်အခါတွင် ကလေးများသည်ဖက်၍အာရပါရငိုကြ၏ထူစဉ်ခေါင်းကိုရိုက်လိုက်သလိုပူကနေဖြစ်သွားသည်ကိုခံလိုက်ရ၏ကျိန်ဆဲလိုက်သံဒီခွေးသာအိမ်မက်ထဲမှာတောင်လိုက်ပြီးလူနေတုံးပဲဟုသောပြောတံကို မိုးရိုဝါရာကြားလိုက်ရသည်လီဆောင်သည်မျက်လုံးကိုဖြန့်ကြည့်လိုက်တရောင်လောက်ရှိသောသပင်ကြီး အုပ်နေသည့်မျက်နှာမဲမဲကြီးတစ်ခုကိုမြင်ရ၏မျက်လုံးများကခေါင်းကုန်တစ်ခုမှ မျက်တွင်းယိုကြီးများကဲ့သို့ဟောက်ပတ်လျက်သူ့ကိုစိမ့်စိမ့်ကြီးကြည့်နေသည် သူသည် ထောင်ထဲမှာပင် ရှိနေသည်ကိုလီဆောင်သဘောပေါက်လာသည်